မင်္ဂလာပါမိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ Listeners Heaven Channel ကနေကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်တို့စာဖတ်ပြသူဝေယံဖြစ်ပါရခင်ဗျာဒီနေ့မှာတော့မိတ်ဆွေတွေတကူ1955ခုနှစ် February လထုတ်ရှုမောဝမဂ္ဂဇင်းတွင် ပါဝင်ခဲ့တဲ့စာရေးသူရန်အောင်ရေးသားထားတဲ့ကျွန်တော်သိသောဥဥဒ္ဓမလို့နာမည်ရတဲ့ဝိထုတူကိုဖတ်ပြပေးမှာပဲဖြစ်ပါရယ်မိတ်ဆွေများအားလုံးပဲတူတူလိုက်ပါပြီးတော့နားတော်တာ သင်ကြည့်ပေးပါအောင်ခမညာကျွန်တော်သိသောဥဥတ္တမကွဲလွန်လေပြီဖြစ်သောနိုင်ငံရေးခေါင်းဆောင်ကြီးကျေးဇူးရှင်ဆရာတော်ဥဥတ္တမပြန်လွန်တော်မူသည့်အထိမ့်မှတ်နေ့အဖြစ်ဖြင့်နှစ်စဉ်နှစ်တိုင်းဩဂတ်လ25ရက်နေ့တွင် အခမ်းအနားစီရင်ကျင်းပကြသည်ဂျင်းသည့်အခမ်းအနားတွင်ဆရာတော်ဤကျေးဇူးဂုံ အထူးကြီးမားမြင့်မြတ်လှပုံကိုပြောပြချီးကျူးကြသည်ကောင်းပါ၏လွတ်တော်တွင်တွင်ပင် ဆရာတော်ဤကျေးဇူးများနှင့်တကားဖြစ်စဉ်အထုပ်ပတ်တီတို့ကို အမတ်အသီးသီးတို့ကဖော်ထုတ်မွက်ကြားကဝမ်းနေသည့်အထိမ့်မှအဖြစ်ဖြင့်2မိနစ်ရက်တန့်ငြိမ်သက်နေကြသည်ကောင်းလှပါပေ၏ဆရာတော်ဦးဥဒမသည် ပထမကဘာစစ်မဖြစ်မီကပင်လင်ထိုစဉ်က အရှိတိုင်းဤစံပြမှတ်ကြောက်ဖြစ်သောဂျပန်ပြည်သို့ကြွသွားတော်မူကဂျပန်ဤဗဟုသုတကိုယူတော်မူသည်မိမိဤဗဟုသုတကိုလည်းဖြန့်ဖြူးတော်မူသည်ယင်းသည့်နောက် 1914ခုနှစ်ပထမကဘာစစ်ကြီးဖြစ်ခါနေတွင်ဆရာတော်သည်ဗမာပြည်သို့ပြန်ကြွလာတော်မူကားဗမာတမျိုးသားလုံး၏နိုင်ငံရေးမျက်စိကို ဖွင့်ပေးတော်မူ၏ထိုစဉ်ကအင်္ဂလိပ်နေချက်ဘျူရိုကရက်အစိုးရတို့တကောအနာအထက်မြတ်ဆုံးအချိန်ဖြစ်ရကဆရာတော်၏နိုင်ငံရေးလှုံ့ဆော်မှုများမှာတပုံထရန်လှုံ့ဆော်မှုလောက်ပင်အပြစ်ကြီးလေးသည်ဟုအင်္ဂလိပ်အစိုးရကအယူရှိကအပြင်းအထန်နှိတ်ကွပ်လေတော်သည် တိုင်းပြည်လူထုကလည်းဆရာတော်ကို ထိတ်ပေါ်တင်ထားမတတ်ကြည်ညိုလေးစားကြကဆရာတော်ဤတရားပွဲတိုင်းတွင် တိုးမပေါအောင် စီကားလှ၏အမျိုးသမီးများသည်ဆရာတော်ကြွလာမည်လမ်းပေါ်တွင်သပင်ကိုဖြန့်ခင်းကဆရာတော်ကြွနှင်းသွားစေသည်ဟုကြားရဖူးပေသည်ဘယင်မပန်းချံယခုဗန္ဓုလပန်းချံအတွင် စီကားလာသောတရားပွဲကြီးကိုအင်္ဂလိပ်လက်ပါစေပလိတ်တို့ကနှိမ်နှင်းဖြိုခွင်းရာတွင်ဆရာတော်မှာပလိတ်တအူးဤဒူးဖြင့် တိုက်ချင်းကိုခံရလေသည် ထို့နောက်ဆရာတော်အားမူပင်ထောင်တွင်းမှအကျဉ်းချထားခြင်းခံရ၏ထောင်ဥပဒေရှိသည်ဟုဆိုကတရားတော်၏သင်္ကန်းကို အတင်းချွတ်ခွာလျက်ထောင်ဝိထောင်စားကိုဝတ်ပေး၏ဆရာတော်ထောင်မှလွတ်လာသောအခါယင်းသည့်ထောင်ဝိထောင်စားကိုဝတ်ကာတရားနာပရိသတ်တို့အားပြသည့်အတွက်ကျွမြင်ရသူအပေါင်းတို့သည်မျက်ရည်စည်းယိုငိုကြွေးကြရပေသည် အတူချုပ်ဆိုရလျှင် ဗမာပြည်နိုင်ငံရေးအစဦးဥတ္တမကဗမာပြည်လွတ်လပ်ရေးအစဦးဥတ္တမကဟူသည်ပင်တမိုင်းတွင်ရစ်ပေးတော်မူသို့တမိုင်းတွင်ရစ်တော်ကြောင့်ပင်လင်လေယခု1954ခုဩဂတ်လ25ရက်နေ့တွင်တရားတော်ပြန်လွန်တော်မူသည့်15နှစ်မြောက်အထိမ်းအမှတ်ကိုကျင်းပကြခြင်းဖြစ်၏15နှစ်မြောက်သာမက နှစ်ပေါင်း150နှစ်ပေါင်း1500ကြာခြင်းတိုင်းကြာညာတော်လေဗမာလူမျိုးဟူ၍ တည်၍နေသမျှကာလပတ်လုံးဆရာတော်ဤကျေးဇူးကုံအထူးတို့သည်ဏိဒံအစဉ်တွင်ရစ်ပေတော်မူသို့သောကျွန်တော်ကဆရာတော်ဤနိုင်ငံရေးတရားများခေတ်စားစဉ်ကဆရာတော်ကိုမမြင်ဘူးပါဆရာတော်ဤတရားများကိုလည်းမကြားနာရဘူးပါတဆင့်စကားဖြင့်၎င်းသတင်းစာများတွင်၎င်းကြားနာဖတ်ရှုရပါ၏ဆရာတော်ဖျားကျွန်တော်တွေ့မြင်တွေ့ပြန်တော့1938ခုနှစ်ဒီဇင်ဘာလရင်းကဖြစ်ပါ၏ ကျွန်တော်ဒီတောင်ဆင်လန်ဘိုးတထောင်ဖျားလန်နဲ့ဘီကန်တက်လန်တောက်ရှိတထေးဥမမောင်ဤတိုက်တောင်ဘက်ကက်လျက်ရှိသော အင်္ဂလိပ်အပေါ်ထက်တွင် နေလျက်ရှိရာကျွန်တော်၏အသက်34နှစ်ပြည့်မြောက်သည့်အထိမ့်မှအဖြစ်ဖြင့်တန်ကာရောမြက်များသွန်းကပ်လှူဒန်းလျက်ရှိပါသည် အချိန်ကနက်နက်7နာရီခန့်မြဖြစ်ရာတန်ကာရောမြက်သွန်းဖုံပေးလျက်ရှိစဉ်ကျွန်တော်သည်အင်္ဂလိပ်ဝရန်တာတွင် ထွက်ရက်ကဟိုဟိုတီတီ ကြည့်ရှုနေမိပါ၏ထိုအခိုက်သင်္ကန်းကြီးဘောဓိပတ်တိနှင့်ရိုင်ထိုးရိုင်ထိုးကြွသွားနေတော်မူသောတန်ဃာတော်တစ်ပါးကိုဘီကန်တက်လမ်းပေါ်တွင် မြင်လိုက်လေရာမျက်နာကိုဖူးမြော်ရသည်နှင့်တပြိုင်နက်အိုးဓမ္မကိုရော်ကြီးဖြစ်ကြောင်းသူတပ်ပုံများနှင့်နှိုင်းရှင်ကြည့်ရှုကသိရှိရပါတော်သည်ချက်ချင်းပင်ကျွန်တော်သည်အိမ်ပေါ်မှ ပြေးဆင်းသွားကဆရာတော်အားအမိလိုက်လျက်တပည့်တော်အိမ်မှသုံးဖုံးပေးတော်မူပါဖျားဟုလက်အုပ်ချီကရှောက်ထားလိုက်ပါသည် ဟေးဟုတ်လားအတော်ပဲဟေးငါဒီကနေ့စုံးမစားရသေးလို့အခုမောင်ခင်မောင်စီသွားမလို့ကွာတရားတော်ပြောသည့်မောင်ခင်မောင်ဆိုသူမှာကွယ်လွန်သူတကြီးကေဇက်ဦးခင်မောင်ဖြစ်ပါသည်ဆရာတော်သည်ကျွန်တော်၏အိမ်သို့လိုက်ကြတော်မူလာ၏အိမ်ပေါ်သို့ရောက်သဖြင့်ဆုံးဖုံးပေးနေတော်မူကြသောတန်ဃာတော်မြတ်များကိုမြင်လျင်ငါကတော့တခြားစားမကွာဟုမိန်တော်မူလေသည်အရှင်ဖျားကဘယ်ကိန်းကမို့လဲဖျားဟု ကျွန်တော်ကအရှုံးကလေးဖောက်ကရှောက်လိုက်ပါ၏ ငါကလားဖျားခိုင်းကဘောကွာဟုတရားတော်ကတီတီကြီးပြန်၍မိန်ကြဤဆုံးဖုံးပေးတော်မူကြသောတန်ဃာတော်များကပြုံးကြသည်ကျွန်တော်သည်လည်းဤတွင်မှတရားတော်၏စိတ်မှမူမမှန်ဖြစ်နေပုံကိုရိပ်မိကဝမ်းနည်းလှိုက်လဲ၍သွားမိတော်သည် အခြားတန်ဃာတော်များကကျမ်းပြင်တွင် ခင်းအပ်သည့်ကော်သောပေါ်တွင်ဆုံးဖုံးပေးတော်မူကြ၏တရားတော်ဥဩတမအတွက်ကစာရေးစပွဲတစ်လုံးပေါ်တွင်ပြင်ဆင်က ကလထိုင်ဖြင့် ဖုံးပေးတော်မူရန်စက်ကပ်ရသည်ငါကစီးကြိုယောဂရှိနေတယ်ကွာဒါကြောင့်စွန့်မစားဘူးဟင်းကြီးစားမဟိမင်းတို့မှာဟင်းတော်တော်များရှိရမဟုတ်လားပါရှိတယ်ဖျားဟုကျွန်တော်ကလျှောက်ကတရာတော်ဖုံးပေးနေသည်ကိုငေးဆိုင်ကကြည်နေမိအရှင်ဖျားတို့တပည့်တော်ကိုသိကြရလားဗမာပြည်တပည့်လုံးကိုမျက်စိဖွင့်ပေးတဲ့ဥဒ္ဓမဖျားဟုတရာတော်ကကြေလောင်စွာမိန့်တော်မူ၏မှန်ပါပေသည် ဗမာပြည်တပြည်လုံး၏ကျေးဇူးရှင်ကြီးဖြစ်တော်မူသည့်အပြင်ဗမာပြည်၏ခေါင်းဆောင်ကြီးအဖြစ်ဖြင့်ကဘာကပင်အတိအမှတ်ပြုရသော ပုဂ္ဂိုလ်ကြီးပင် မဟုတ်ပါလော။ဆရာတော်သည်စွန်ဟေးများကိုသာလျှင်ဖုံပေးရင်နိုင်ငံရေးဆောင်ရွက်ခဲ့ပုံ၊တိုင်းပြည်အတွက်အနစ်နာခံခဲ့ပုံ၊ထောင်ကျခံခဲ့ပုံ၊အင်္ဂလိပ်နှင့်ထောင်ရာရှိများ၏ညှဉ်းပန်းနှိပ်စက်မှုခံခဲ့ရပုံတွေကိုမိန့်ကြားတော်မူ၏။ဆရာတော်မိန့်တော်တန်များကိုနာခံရင် ကျွန်တော်သည်အတိတ်ကိုပြေး၍ညင်ယောင်နေမိပါတော့သည်။ ်တရာတော်ဦးဥဒမကြွလာတော်မူမည်ဖြစ်၍တမျိုးလုံးတရွာလုံးအုံကြွကြွဖြင့်ပြင်ဆင်လုံးပန်းကြပုံများဆရာတော်ဤတရားပွဲမှာ လူရီညညက်တက်ကြိတ်ကြိတ်တိုးလျက်အနီးနားရှိမြို့များရွာများက ထမင်းတုပ်ဖြင့်လာကတရားနာကြပုံများဆရာတော်ကြွလာမည်လမ်းစဉ်တွင်သပင်းကိုတရားခင်းလျက်ဝစ်စင်းနေကြသောအမျိုးသမီးများဆရာတော်ဤတရားပွဲအထီးကယုံတွင်ဆရာတော်အားပလိတ်ကဒူးနှင့်တိုက်ပုံများထောင်ထဲတွင် ထောင်ရာရှိများက သင်္ကန်းကိုအတင်းချွ၍ထောင်ဝက်ထောင်စားဝက်ပေးပုံများထောင်ကလွတ်လာသောအခါပရိသတ်ဘိုးဘုံအလေရင်ထောင်ဝက်ကိုဝက်ပြသဖြင့်ပရိသတ်များမျက်ရည်စီးယူငိုကြွေးကြပုံများတရာတော်၏နောက်ဆုံးခေတ်ဖြစ်သော ခွဲရီးတွဲရီးကာလ၌အိန္ဒိယပြည်တွင် ခရီးလှည့်လေတော်မူနေသောဆရာတော်အားဝေဟင်ခရီးမှလေရင်စီးပြီးကြွလာတော်မူပါယံပင့်ဖိတ်ပုံများသည်တတိကြီးကျွန်တော်၏ဥခေါင်းထဲသို့ဝင်လာပါတော့သည်သို့တော်ယခုကား ယခုကစုံးကတ်လှူဒန်းမိသူမရှိသဖြင့်ခြေစလုံးကြောင်းတိုင်ပြုကအရက်တကားရှောက်၍လည်နေရသောဩဒမဘဝသို့ကြားရောက်နေရရှာချေပြီးတကားဝမ်းနေဖွယ်တရားရဖွယ်တန်ဝေကဖြစ်ဖွယ်လောကကိုစိတ်နာဖွယ်ကောင်းလာပေစွာမွန်းတဲ့လူနည်းသဖြင့်အခြားတန်ကားတော်များအသေးသေးကြွားသွားကြပြီးဖြစ်တော်ညာလေတရားတော်ကဆုံးဟင်းများကို ဖုံးပေးလျက်ပင်ဒီဟင်းကိုငါမစားဘူးဟိုဟင်းကငါနဲ့တဲ့တယ်ထဲ့အောင် စသည်ဖြင့်နှစ်သက်တော်မူသည့်ဟင်းများကို အမိတ်ပေးမှားကြားလျက်ပင်ရှိသေး၏ဖုံးပေးတော်မူပုံကိုမြင်ရသည်မှာရပ်ပေါင်းများစွာဝါလင်အောင်အဟာရမမီဝဲခဲရသည့်ပုံမျိုးပင်ပေါ်နေ၏ဆုံးဟင်းများကိုဖုံးပေးနေစဉ်ချွေးရီတဖြိုက်ဖြိုက်ထွက်လာသည့်အတွက်အပေါ်ယုံဧကတိကို ချွတ်ရှာတော်မူကကျွန်တော်အားပေးသဖြင့်ဝရန်တာတွင် ဖြန့်လန်းထားရ၏မွန်းတဲ့၁၂နာရီထိုးပြီးယုံမျှသာမကနာယီပြန်တစ်ချက်ပင်ထိုးလူပေးပြီး တရားတော်ကစုံဖုံးပေးစေပင်ယောခက်ကပီမိုးလဲနေပါပြီဖျားဟုခြောက်ချင်းကလည်းမဝန်းစုံဟင်းကုန်ပါပြီဖျားဟုခြောက်ရမှလည်းမသိညီတို့ကြံရပါအန်းဤဟုအကြံကြက်၍နေစဉ်တရားတော်ကကြံရီတောက်ချင်တယ်ငါ့ကိုကြံရီဝယ်ပေးစမ်းဟု မိန့်တော်မူ၏တရားတော်အားလျှောက်ထားရန် အကွက်ပေါ်၍လာချေပြီကြံရီဆိုင်ကဝေးပါれဖျားအရှင်ဖျားကြွရင် ကပ်ပီရင် ဖုံးပေးတော်မူပါဖျားဟု ကျွန်တော်ကလျှောက်ထားကာ ငါးချက်တန်ကလေးတရွက်ကို အနာမာသပစ္စည်းအဖြစ်ကတ်ရသည်ဆရာတော်သည်ငါးချက်တန်ကလေးကိုဖဲပြန်ညာပြန်မှောက်လံ၍ကြည်နေသည်ဆရာတော်၏ကြည်ပုံကဤငါးချက်တန်မျှသောငွေကလေးကိုပင်မမြင်ဘူးမတွေ့ဘူးသည်မှာအတန်ကြာဟန်အသွင်ကိုစောင့်နေပါသည်ကျွန်တော်သည်ဆရာတော်၏အတိတ်ဖြစ်စဉ်များကိုတွေးရင်ယခုပြစ္ဆခမျက်မြင်နှင့်ချင်းကြည့်ကရင်ထဲမှာစိုး၍လာတော်သည် တော်တော်ကျေးဇူးကန့်တဲ့လူတွေပဲဟုလည်း ကျဲ့၍ရေရွတ်လိုက်မိကမျက်ရည်ပူဝဲ၍လာမိတော်သည်။ကဲငါသွားတော်မယ်။ဆရာတော်ကအမိန်ပေးရင်ထလေရာ ကျွန်တော်ဒီဝရန်တာတွင်လှမ်းထားသည့်ဆရာတော်၏ဧကတိကိုပြေးယူပြီးကရုဏာစေတနာဖြင့်သင်္ကန်းကိုဆရာတော်၏ကိုဘော်သို့တင်လွှမ်းက လက်ကတော့ထိုး၍ပေးမိ၏။အမေမင်းကငါ့ကိုများကလေးအောင်မိနေသလားဟုဆရာတော်ကပြုံပြုံကြီးမိန့်တော်မူ၏။ဆရာတော်ကြွားရောက်လာသည်ကယခုပြန်လေကြွားတော်မူခါနီးသည့် ရာတော်ဤအပြုံးကိုဤတစ်ကြိမ်သာလင်တွေ့ရပေသည် အရှင်ဖျားယခုဘယ်ကိုကြွမှာလဲဖျားဟုကျွန်တော်ကလျှောက်လေရာမောင်ခင်မောင်ယုံသွားအောင်မေငါ့ကိုကြည့်ရှုစောင့်ရှောက်မဲ့သူဟာမောင်ခင်မောင်တယောက်တည်းပဲရှိတော်ရဲကွာဟု အမိတ်ရှိက သင်္ကန်းကြီးဘိုဒီဘတ်သည်ခြေလန်းတော်ရိုင်တိရိုင်ထိုးဖြင့်ဖနက်မပါဗလာခြေရောက်နှင့်ကြွသွားတော်မူလီတော့တည်းဘင်္ဂောဗုဒ္ဓဘာသာအသင်းတိုက်တွင်ဆရာတော်ဥဥဒ္ဓမသတင်းသုံးလျက်နေသည် ကြီးမနိုင်ကနိုင်ငံရေးခေါင်းဆောင်တယောက်အိမ်သို့အိုးဓမကြွသွားရင်ထိုခေါင်းဆောင်၏ဒရိုင်ဘာကတရာတော်ကိုပားရက်၍နှင်ထုတ်သည် အိုးဓမသည် ဖုံးတော်ကြီးကြောင်းတကြောင်း၌မကြမ်းမမာဖြစ်နေတော်မူသည်အိုးဓမသည် စေးုံတက်၍နေသည်1939ခုနှစ်ဩဂတ်လ15ရက်နေ့၌အိုးဓမအရှင်မြတ်စေးုံတွင်ပြန်လွန်တော်မူရှာချေပြီဤကားဆရာတော်၏အကြောင်းများကိုသတင်းစာတွင် ပါလာတွေ့မြင်ရခြင်းသာလင်ဖြစ်လွမ်းကြပြီး လွမ်းကြလေပြီဆရာတော်ဤအလောင်းကိုသေးယုံမှယူဆောင်လျက်မပုတ်မတူအောင်သေးရေစိန်ကမှန်ခေါင်းတွင်တွင်း၍ပဇွန်တောင်ညောင်ကုန်းကျောင်းတိုက်တွင်ထား၏စီကားလှပြီးလူတွေဖြင့်တိုး၍မပေါင် နေရောညပါတယုံယုံဖြစ်ကဝန်းနေကြသည်ငိုယိုကြသည် ပူဆွေးကြသည်ဆရာတော်ဤကျေးဇူးကုံအထူးကိုချီးကျူးထုတ်ဖော်ကား ညစဉ်ညတိုင်းတရားပွဲကြီးတွေချင်းချင်းသဲမျှကျင်းပသည်ဟီဟီရေဖွဲကောင်းလေစွာတကားဟုကျွန်တော်အတွေးဖြင့်ကျွန်တော်ယင်ထုမနာဖြစ်မိသည် ထိုစဉ်ကကျွန်တော်သည်တောင်စင်လန်းတွင်ပဇွန်တောင်မြူနစ်စပယ်ကျောင်းတွင်ဆရာလုံးလျက်ရှိရာ1938ခုနှစ်တတိယကျောင်းသားတပိတ်ဘောအောင်ကျော်တေဆုံးရသည့်ကျောင်းသားသွေးမြေကျတိုက်ပွဲတွင်နာမည်ကြီး၍လာကြသော အာဇာနီမြတ်မြရေရဲတောက်ကြီးကြီးစသည့် ကျွန်တော်တပည့်များသည်ကျွန်တော်ထံလာကြကတရားတော်ဦးဥဒမ၏ချီးကျူးပွဲတွင်ဟောပြောရန်အချက်အလက်အကြောင်းအရာများလာ၍မေးကြ၏။သွားငါမပြောဘာလဲတေမှလွမ်းကြတာ။ဆရာတော်ကြီးမသေးခင်ကငတ်နေတယ်။စိတ်ကြောက်ကတဲ့ဖြစ်နေတယ်။ဘယ်သူမှပြန်မကြည့်ကြဘူး။ငတ်လုံးလို့အမိုက်ပုံထဲကဖယဲခွန်တော်ကောက်စားရတယ်လို့ကြားဘူးတယ်။ဘယ်တော့အသေးနာစရာကောင်းတယ်။အခုချီးကျူးပွဲတွေကျင်းပတဲ့အတွက်ကုန်ကြမဲ့ငွေရဲ့အပုံတရာပုံတစ်ပုံလောက် ဆရာကြီးအသက်ရှင်စဉ်က အကုန်ကြခံလိုက်ရင်ဘယ်လောက်များကောင်းမလဲဟုကျွန်တော်ကပြောမိသည့်ပြင်ဆရာတော်ကြီးအားစွန့်တနက်စက်ကပ်လိုက်ရသည့်အဖြစ်ကလေးကိုပါပြောပြလိုက်၏လွန်ခဲ့လေပြီအချိန်တွေကုံလွန်ကြာညောင်း၍နှစ်ပေါင်း15နှစ်ပင်တိုင်ခဲ့ပေပြီဆရာတော်ကြီးဖုံးတကိုတောက်ပခဲ့စဉ်ကဦးခေါင်းပေါ်ရင်တင်က တဖူးဖူးမှောက်ခဲ့ကြတော်လေဇရာဒုပလအွေကြွ၍စိတ်တော်ကြောက်ကြက်ဖြစ်နေသော အခါရင်းက ကြီးမြီရှုမြီသူမရှိမှုကြောင့်အမိုက်ပုံထဲကဖယဲခွန်ကိုပင်လင်းဖုံးပေးတော်မူရရှာ၏ပြန်လွန်တော်မူသွားသောအခါရင်က ကြီးပြိုသလိုပြိုကငိုကြယိုကြတတိယကြချီးကျူးကြလေသည်ဗမာပြည်တွင် စာပေလောကဤဘရင်တစုဖြစ်ပေသောဆရာပီမိုးနှင်းသည်လည်းထိုနီးမချပင်စခန်းသွားခဲ့ရရှာပေသည် အခြားအခြားသောခေါင်းဆောင်ကြီးများ တိုင်းပြည်ဤကျေးဇူးရှင်ကြီးများသည်လည်းဤနီးဤလန်းစဉ်အတိုင်း လိုက်ကြရသည်များလေရှိကြပေမည်သာထို့ကြောင့်ကျွန်ုပ်တို့တခုတတိပြုသိသည့်အချက်မှာကတိုင်းပြည်ဤကျေးဇူးရှင်လူရု၏ခေါင်းဆောင်ပြည်သူ၏အကျိုးဆောင်ဖြစ်ကုန်သောပုဂ္ဂိုလ်များတေမှလေလွမ်းကြပါချီးကျူးကြပါ မသေးခင်လေကျေးဇူးတရားသည့်ကထိုပုဂ္ဂိုလ်များနေရေးစားရေးစိတ်ချမ်းသာရေးတပ်ပါရမျှတရေးများကိုတက်နိုင်သမျှကူညီဆောင်ရှောက်ထောက်ပံ့ချီးမြှင့်ခြင်းပြုသိမ့်လှသည်သာဖြစ်ပေသည် ရန်အောင်မိတ်ဆွေများခင်ဗျာ အခုဆိုရင်တော့1955ခုနှစ် February လထုတ်ရှမောဝမဂ္ဂဇင်းတွင်ပါဝင်ခဲ့တဲ့စာရေးသူရန်အောင် ရေးသားထားတဲ့ကျွန်တော်တည်သောဦးဥဒမလို့နာမည်ရတဲ့ဝိထုတူကိုဖတ်ပြလို့ပြီးဆုံးခဲ့ပြီပဲဖြစ်ပါတယ်အခုလိုမျိုးနားထောင်ပေးခဲ့ကြတဲ့မိတ်ဆွေအပေါင်းကိုလည်းကျွန်တော်ရဲ့ Listeners Heaven Channel ကနေအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာမိတ်ဆွေတွေအားလုံးလည်းတာယာအေးချမ်းတဲ့နေကလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ 苏么高，当我来要玩儿个喵！